ပုဂ္ဂိုလ်သုံးပါဖျားတစုပွဲနေကြီးရှင်ရောင်းအေဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်17မှ25ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာငါသည်သင်တို့အားပြောเสียအကြောင်းများစွာရှိသေးတော်လဲသင်တို့သည်ယခုခံယူနိုင်ကြမည်မဟုတ်တမာတရား၏ဝိညာဉ်တော်ကြွလာတော်မူသောအခါသူသည်တမာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အားတုံသင်တော်မူလိမ့်မည်အကြောင်းမူကားထိုအရှင်သည်မိမိ၏အခွင့်အာဏာလျောက်ဟောပြောလိမ့်မည်မဟုတ်သို့တော်ထိုအရှင်သည်မိမိကြားသိရသော အကြောင်းအရာများကိုဟောပြောတော်မူလိမ့်မည်ထို့အပြင် ထိုအရှင်သည် နောင်ဖြစ်လက်တန့်သော အကြောင်းအရာတို့ကိုသင်တို့အားဟောပြောတော်မူလိမ့်မည်ထိုအရှင်သည်ငါ၏ဘုန်းကုန်တော်ကိုထင်ရှားစေလိမ့်မည်အကြောင်းမူကား ထိုအရှင်သည်ငါ၏တရားကိုယူ၍သင်တို့အားကြားသိစေမည်ဖြစ်သောကြောင့်ဤခမည်းတော်၌ရှိသည်များသည်ငါနှင့်သက်ဆိုင်၏ထို့ကြောင့်ထိုအရှင်သည်ငါနှင့်သက်ဆိုင်သောတရားကိုယူ၍သင်တို့အားကြားသိစေလိမ့်မည်ဟုငါဆိုခြင်းဖြစ်၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည် the most holy trinity ပုဂ္ဂိုလ်သုံးပါးဖခင်တစုပွဲကို ကျွန်တော်တို့ဒီနေ့ကျင်းပပါတယ်ခရိယန်တို့ရဲ့ယုံကြည်ခြင်းနဲ့ဘဝအတ္တတာမှာဘ ഹു အကြဆုံးသောနတ်နေရာ အချက်ဖြစ်ပါတယ်နတ်နေရာလို့ဆိုတော့လည်းပဲကျွန်တော်တို့လုံးဝနားမလည်နိုင်တဲ့အရာတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုရင်ဒီနတ်နေရာတဲကိုပါဝင်ခွင့်ရလိုက်ခြင်းကြောင့်ပဲဖြစ်ပါတယ်တစိ့တစ်ပိုင်း နားလဲသိရှိခံစား권ရရှိလာကြပါတယ်။နန်းနေရလို့ပြောလိုက်လို့လူစွမ်းလူစားနဲ့လုံးဝနားမလည်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ဖျားသခင်ကိုယ်တိုင်ကဖွင့်လက်ပြသလာလို့ပဲဖြစ်ပါတယ်။ဖျားသခင်ကိုယ်တိုင်ရဲ့နန်းနေရအချက်ဖြစ်တယ်။ယုံကြည်ခြင်းနဲ့ဆိုင်တဲ့နန်းနေရများအားလုံးရဲ့အရင်မြစ်ဒီကဘဲပေါ်ထွက်လာတာဖြစ်ပါတယ်။ဖျားသခင်ကိုယ်တိုင်ကဖွင့်လက်ပြသလာ ခဲ့လို့ပဲဖြစ်ပါတယ်တကယ်တော့ဖွင့်လင်းပြသလာတဲ့အရာဟာလည်းပဲအစ်စ်သောအရာတော့မဟုတ်ဘူးလို့ပညာရှင်အများက သုံးသပ်ကြပါတယ်ဘာဖြစ်လို့လဲဆိုရင်ဖန်ဆင်းကံတတ္တလောကကြီးမှာဖျားသခင်ရဲ့ဉာဏ်ပညာတော်နဲ့ချစ်ချင်းမေတ္တာကိုခြေရာကောက်တဲလွန်စာရှာနိုင်တဲ့အရာတွေရေတွက်လို့မကုန်နိုင်ပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်မှာအစတည်းကဖော်ပြပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဖော်ပြခြင်းဟာတစားတစား တဆင်ချင်းတဆင်တိုးတက်ပြီးပေါ်ပြလာတယ်။ဒုတိယပုဂ္ဂိုလ်သုံးပါးတစုဖျားတဲ့ကလူအဖြစ်ကိုယူပြီးသူ့ရဲ့ဒုက္ခခံခြင်းအသိခံခြင်းရှင်မြန်ထမ်းမြောက်ခြင်းနေနဲ့ပေါ်ပြလာခြင်းဟာ အထွတ်ထိပ်ကိုရောက်လာခဲ့ပါတယ်။တန်ဟွန်းသုံးပါးစာမှာ တွေ့သလိုပဲ God is love ဖျားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ဒါဖျားသခင်ရဲ့အတွင်းသက်အကြဆုံးအနှစ်သာရကို ချုပ်အားဖြင့်ပေါ်ပြလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။ဘုရားသခင်ဆိုတဲ့သုံးပါးတစုဘုရားရဲ့နတ်နေရာများအားလုံးကိုသကလုံးတစ်လုံးနဲ့အပြည့်ဝအစုံတဆုံးတန်ယောဟန်ကပေါ်ပြခဲ့ပြီလည်းပဲဖြစ်ပါတယ်။တဝဲခန်းကြီး73ခန်းငယ်တက်မှာလို့ပဲအဆုံးတိုင်အောင်ချစ်တော်မူသည်ဆိုတဲ့အတိုင်းပဲဘုရားသခင်လူသားများကို အဆုံးတိုင်အောင်ချစ်ပါလား။အဆုံးတိုင်ဆိုတော့လည်းပဲသူဟာမဆုံးနိုင်တဲ့မေတ္တာနဲ့ ဖြစ်နေပါလားဆိုတာကိုတစတစသူ့ရဲ့အဖြစ်ပြက်တရားဖြင့်ကျွန်တော်တို့ကိုသိလာရပါတယ်သူ့ရဲ့ပုံအောင်ပေးပြီးချစ်လာတဲ့ချစ်ချင်းမေတ္တာကို အားလုံးဒီအချိန်မှာအပြည့်အဝစုံလင်စွာ လက်ခံရရှိ လိုက်လွလဲပဲဖြစ်ပါတယ်ဖျက်သခင်ဟာသူ့ကိုယ်သူချစ်တယ်လို့ကျွန်တော်တို့လူသားအားလုံးကိုလည်းချစ်တော်မူပါတယ်သူတို့တစ်ပါးနဲ့တစ်ပါးချစ်တဲ့ပုံစံမျိုးနဲ့လူသားများကိုချစ်ပါတယ်ငါတို့အချင်းချင်းတစ်မျိုး ချစ်မယ်လူသားများကိုတော့ပုံစံတစ်မျိုးနဲ့ချစ်မယ်ဆိုတဲ့အနေထားမဟုတ်ပါဘူးဒါကြောင့်ဒီချစ်ချင်းမြတ်တာဟာတခြားဘယ်ရာမှမဟုတ်ပဲသုံးပါးတစုဖျားရဲ့ချစ်ချင်းမြတ်တာ စစ်စစ်ပဲဖြစ်နေပါတော့တယ်ဝိညာဉ်တော်ကိုပေးရခြင်းအဖြစ်အတိုင်းအဆမရှိချစ်ပါတယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်သူ့ကိုယ်သူပြန်ပြီးချစ်တဲ့ချစ်ချင်းနဲ့လူသားများကိုလည်းချစ်ပါတယ်ခုနပြောသလိုဒါကြောင့် ဖျားဟာဒါအများအားလုံးကိုအဆုံးအစမရှိချစ်နိုင်တဲ့ပုံကိုဆိုတာကို သိလာရပါတယ်။သုံးပါးတစုဖျားရဲ့နတ်နေရာကိုကျွန်တော်တို့ချင့်ကပ်ကြတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့ချင့်ကပ်ခြင်းဟာအထီရောက်ဆုံးသောချင့်ကပ်ခြင်းဖြစ်ပါတယ်။လူသားအသိဉာဏ်တွတ်ထုတ်မှုတွေနဲ့လည်းတချို့ချင့်ကပ်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့အထီရောက်ဆုံးနေ့ကတော့ချစ်ချင်းမေတ္တာတွေကိုဝင်ရောက်ခါဒီနတ်နေရာကိုနားလည်ဖို့ကြိုးစားခြင်းပဲဖြစ်ပါတယ်။ ဒီနည်းနည်းရာဟာအပြည့်ဝအစုံလင်ဆုံးဘယ်တော့ခါမှနားလည်နိုင်မှာမဟုတ်ပေမဲ့လည်းပဲတစိ့တစ်ပိုင်းကျွန်တော်တို့နားလည်ခွင့်ရခဲ့ပါပြီချစ်ချင်းမေတ္တာဟာတူးတူးရောက်ရဲ့အတွင်းသက်အကြဆုံးနေရာထီအောင်ကိုထိုးဖောက်ဝင်ရောက်နိုင်ပါတယ်ဖျားသခင်ကဒီဒီနန်းကိုတုံးခဲ့ပါတယ်ဝိညာဉ်တော်ကိုကျွန်တော်တို့တယောက်စီရဲ့အနက်ဆိုင်ဆုံးနေရာအထိထိုးဖောက်ဝင်ရောက်စေခြင်းအဖြစ်ကျွန်တော်တို့နှလုံးသားတွေကိုတိမ့်ပိုက်ခဲ့ပါတယ်သူ့ရဲ့နှလုံးသားကိုပိတ်ရခဲ့ပါတယ်သူ့ရဲ့ချစ်ချင်းကိုပိတ်ရခဲ့ပါတယ် လူသားအားလုံးနားမလည်နိုင်တဲ့ဘာသာစကားဖြစ်တဲ့ချစ်ချင်းနဲ့ဖျားသခင်ကလူတွေကိုအဆက်အသွယ်ပြုခဲ့ပါတယ်သူ့ရဲ့နတ်နေရာကို ဖော်ပြခဲ့ပါတယ်ပညာရှင်များဘယ်လိုအကြံပေးသလဲဆိုရင်ချစ်ချင်းမြတာဟာ theology ဓမ္မပညာ contemplation စဉ်းစားထောက်ရှုခြင်းတွေအထက်မှာရှိပါတယ်ဓမ္မပညာကိုပဲလေ့လာလိုက်စားသည်ဖြစ်စေဝိညာဉ်ရေးကျင့်စဉ်တွေကျင့်ဆောက်တည်တွေပဲဖြစ်စေ ချစ်ချင်းမေတ္တာမပါရင်အကုန်လုံးကအချီနေပါပဲဒါကြောင့်ချစ်ချင်းမေတ္တာအဖြစ်ဒီຢာတွေနဲ့ပြန်လည်ပေါင်းဆက်ပြီးနတ်နေရအချက်ကိုကျွန်တော်တို့ချင်းကပ်ဖို့ကြိုးစားကြပါတယ်ချစ်ချင်းမေတ္တာအဖြစ်ဒီနတ်နေရကိုကျွန်တော်တို့ချင်းကပ်ဖို့လဲအကြံပြုတိုက်တွန်းလိုပါတယ်ဖခင်ငါကိုအတိုင်းအဆမရှိချစ်တယ်ဆိုတာကိုလည်းယုံကြည်ဖို့လိုပါတယ်ကိုကလည်းဖခင်သခင်ကိုပြန်လည်ချစ်ခင်ဖို့လိုအပ်ပါတယ်ဒီလိုယုံကြည်ခြင်းဒီလိုပြန်လည်ချစ်ခင်ခြင်းဟာ အရာအလုံးထက်စွမ်းအားကြီးမားပါတယ်ဒုတိယကျမ်းမှာကြားသလိုပဲဒုက္ခဆင်းရဲခြင်းစုံသက်နောက်ဆက်ခြင်းခံရတဲ့အပြင်းထန်ဆုံးအချိန်မှာတော့မှဖျားသခင်ချစ်ချင်းမေတ္တာလောက်အာမကြည့်ဘူးဖျားသခင်ချစ်ချင်းမေတ္တာဟာသူ့ကိုကျွန်တော်တို့ကိုအများအားမဲ့တွယ်ကပ်နေစေတဲ့အရာ ဖြစ်ပါတယ်ဒုက္ခဆင်းရဲခြင်းနဲ့ဝေဒနာများထက်သူရဲ့ချစ်ချင်းမေတ္တာဟာကြီးမားပါတယ်။သူရဲ့ချစ်ချင်းမေတ္တာကိုပိုင်ဆိုင် လိုက်ရလို့ပဲဖြစ်ပါတယ်။ဒုက္ခဆင်းရဲခြင်းဟာ ဝิญဉ်တော်ရဲ့အမြဲစီးစင်နေတဲ့စံကြောင်းအတွင်းကိုကျွန်တော်တို့ကိုပို့ပြီးလိုက်ပါစီးမျောစီပါလေစုံစမ်းနောက်ဆက်ချင်းနေတာလည်းပဲဖျားသခင်ရဲ့ချစ်ချင်းမေတ္တာစံကြောင်းအတွင်းတို့ကျွန်တော်တို့ကိုထားဝစဉ်ထားဝစဝင်ရောက်ခါပါဝင် စီးမျောစီပါလေချစ်ချင်းမေတ္တာကိုကျွန်တော်တို့ရှာဖွေကြဖို့လိုအပ်ပါတယ်လက်ခံမှုလည်းလိုအပ်ပါတယ်ဒီချစ်ချင်းမေတ္တာကိုလက်ခံရရှိပြီးသားပုဂ္ဂိုလ်ယုံကြည်ခြင်းတစ်နေ့တခြားတိုးပွားလာတဲ့ပုဂ္ဂိုလ်ဟာသုံးပါး ဖျားတဆူရဲ့နတ်နေရာချက်တဲကိုတနေ့တခြားဝင်ရောက်လာပြီပဲဖြစ်ပါတယ်။သူတို့ရဲ့အတိုင်းဝန်းဟာတခြားဘာမှမဟုတ်ပဲချစ်ချင်းမေတ္တာ၌မိတ္တဟာဖွဲ့နေသောအတိုင်းဝန်းပဲဖြစ်ပါတော့တယ်။သုံးပါဖျားတဆူတပည့်တော်တို့ချစ်ချင်းမေတ္တာနဲ့ယုံကြည်ခြင်းကို တနေ့တခြားတိုးပွားစေတော်မူပါ။